စစ်တပ်က905ကနဲ့တရားစွဲထားတဲ့သူတွေရဲ့အမှုတွေကိုပိတ်သိမ်းခဲ့ပေမဲ့ရှမ်းပြည်မြောက်ပိုင်းမှာတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့သူတွေကိုဇက်တိုက်ဖမ်းဆီးတာတွေပြုလုပ်နေပါတယ်။ခွန်စော်ဦးပေးပို့ထားတာပါရှင်။စစ်ကော်မရှင်ကရတတကြီးပုံမှ905ကကြီးနဲ့ပြည်ထန်ကြခံနေရတဲ့အကျဉ်းသား385ယောက်ကိုနိုဝင်ဘာ29မှာလွန်ငင်းကွင်းနဲ့ပြည်ထန်ရှုတ်ပုတ်မှုပေးခဲ့ပါတယ်။ ရပြင်အဲ့ဒီပုံမှန်နဲ့တရားဆွဲဆိုခံထားရကထွက်ပြေးတိမ်းရှောင်နေကြရတဲ့9580ယောက်ကိုလည်းတပါတယ်အမှုပိတ်သိမ်းပေးခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းရှမ်းပြည်နယ်မြောက်ပိုင်းတွင်ကကြောင်မဲနဲ့တီဘောမြို့မှာတော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့သူတွေကိုစဉ်ဆက်မပြတ်ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ ငါရငါနဲ့ထောင်းခါလာလကားခါလာမို့ခွန်တက်လာအဲ့ကောင်လည်းညီတဲ့ဟာရောပြန်ခေါ်ထားတယ်။ तू အချုပ်ထဲမှာ9ညနေခဲ့ရတယ်6ညနဲ့9ရက်ပေါ့။ तू ဘာမှလုပ်ထားတာမရှိတော့တဲ့ပြဿနာမရှိဘူး။ ိတ်နေခဲ့ရတဲ့ထဲမှာစစ်ခုံရုံးလောက်လိုက်ပြီးတော့မှအဲ့အဲ့ချောင်းထန်တွေကိုသူကသူအကုန်လုံးအဲ့ချိန်မှာစစ်စင်လာတယ်။အဲ့ချိန်မှာကြောင်မင်းကဖွဲ့ထဲမှာတက်တက်ကြွန်းတိမိတ်နေပါအကျိုးမိတ်နေပါလေပါတယ်။ကြောင်မင်းနဲ့ဒီဘောမျိုးမှာဖန်စီထားတွေကိုအရက်ပတ်တရားရုံးမှာစီရင်ချက်ချတာမဟုတ်ပဲစစ်ကော်မရှင်တက်ကစစ်ခုံရုံးဖွဲ့ပြီးစီရင်ချက်ချနေတာလို့မြို့ကန်ဒီကဆိုပါတယ်။ဒါကြောင့်တော်လိုင်းအင်အားစုတွေနဲ့နှိစက်ကြလူတွေစီဒီယန်ဝန်ထမ်းတွေဟာမိသားစုလိုက်တိန့်ဆောင်နေကြရည်လည်းရှိနေပါတယ်။ ကျောင်းမဲမှာထပ်ပြီးတော့ဖမ်းခါရတဲ့လူနှစ်ယောက်ရှိတယ်။ဖမ်းစီရတောက်လျှောက်ရှိနေ။အင်းဒီလည်းချိတ်ပိတ်တာတောက်လျှောက်ရှိနေ။ဒီဘောကကိုကလေးလည်းဖမ်းခံထားရတယ်။တရားနာနေတအတက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်က နောင်ချိုကြောင်မင်းတီဘောမြို့ကိုအာနာတိန်စစ်ကော်မရှင်တပ်ကဒီနှစ်အတွင်းမှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တော်လိုင်းအင်အားစုတွေနဲ့ပတ်သက်တယ်လို့ယူဆရတဲ့လူတွေကိုစက်တိုက်ဖမ်းဆီးနေပြီး နေနဲ့လုပ်ငန်းတွေကိုချိတ်ပိတ်ကရွေးကောက်ပွဲကျင်းပနိုင်ဖို့လေပြင်ဆင်နေပါတယ်ကျွန်တော်ခွန်စောဦးပါ